ကတဲ့တဲ့င်းတစ်ခုကိုတခါတည်းပြောခြင်းတခုကတော့ကန့်ွက်တဲ့တဲ့င်းကွာမင်းတို့တွေအဲ့ဒါမျိုးတော့မလုပ်သင့်ဘူးနော်ဘာဖြစ်လို့ဆိုတော့ကိုချင်းစာလို့ပြောတာ KTV မှာပျော်ပါးနေတယ်တဲ့ဒီမှာ KTV မှာဇီဝုံမျိုးပေါ်မှာ KTV တို့လာရောက်ပျော်ပါးနေတဲ့စစ်သားနေရဲခွနဲ့ဦးကိုတော်လိုင်းတက်များကစီးနှင်းတိုက်ခိုက်မှုစစ်သားနေရဲခွနဲ့ဦးတေဆုံးပြီးလက်နက်ခဲရန်တချို့တင်းဆဲရရှိတယ်မင်းတို့အဲ့ဒါတော့မလုပ်သင့်ဘူးကွာသူတို့မှမဟုတ်ဘူး ကိုချင်းစာကြည့်ပေါ့မင်းတို့မင်းတို့ကကေတီဗီမှာပျော်ပြီးတော့ဖီးအရာအားလုံးကိုမေ့ပြီးတော့ဟမ်အာပျော်တယ်ဟိပျော်တယ်ဟိဖြစ်နေတဲ့အချိန်မှာအဲ့လိုလာပြီးဟောက်ပေါကြီးဆိုတော့မင်းတို့ဘလို့ခံစားရမလဲစဉ်းစားကြည့်ဦးဒါမျိုးတော့မလုပ်တင်ဘူးကွာမင်းတို့တွေအဲ PDF တွေရောက်မင်းတို့တွေများများတာကွာမင်းတို့တွေကွာမင်းကိုလာရှိတို့ KTV မှာအေးအေးဆေးဆေးဟိုမှပျော်မလားအောင်မရတယ်ဟိုမှလိုက်ပြီးတော့လိုင်းချေတောင်းလာတဲ့ပတ်စံလေးနဲ့မင်းတို့တွေက KTV ထိလာပစ်တယ်ဆိုတော့မဟုတ်တော့ဘူးလေကွာမင်းတို့ကဖင်းငုတ်ကုန်ဘူးကွာသူ့မှာဟမ်မဟုတ်ဘူးလား အောက်တယ်မလားဒါကြောင့်မလို့ဒီသတင်းကတော့ကန့်ကွက်တယ်နော်ဒီသတင်းကပြဖတ်ကြပါမယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကမူဆယ်ပြ9မိုင်ဂိတ်ကထွက်လာတဲ့ကားမှန်တမြကုန်ကားမှန်တမြကိုဖမ်းဆီးစစ်ဆေးအရေးယူဖို့စေအောင်ချုပ်ကညွှန်ကြားတယ်တဲ့မင်းအောင်နိုင်တို့အာနာလုတဲ့ရာဇဝတ်ကောင်တွေကရာဇဝတ်ကောင်တွေရဲ့ညွှန်ကြားချက်ပေါ့အဲ့တော့ကျွန်တော်ဒီဟာလေးကိုဥပမာကြည့်စေချင်ပါတယ်တိုင်းသာလက်နက်ကင်လေးလက်ရှိမင်းအောင်နိုင်တဲ့ နော်ဟို MND နေရစပြီးတော့ပေါ့ဒါမျိုးညီနောင်မဟာမိတ်တုံးပွဲထဲမှာဆို MND ရပါလေလာရှိုးကိုတနတ်တစ်ချက်မဖောက်ဘဲနဲ့တေးရုတ်ကသူများနိုင်ငံရဲ့ဖိအားကြောင့်ပေးလိုက်တာအမှန်တကယ်တေးချာပြန်ကြည့်ပါနော်ခမားတို့ရဲ့နိုင်ငံရေးဖိအားကိုနားလဲပါတယ်နားလဲဒါပေမဲ့ MNDAA တို့ဝါတို့ဒါတွေအားလုံးကခမားတို့ကမြန်မာနိုင်ငံသားလို့ခံယူထားတဲ့ဆိုရင်မြန်မာနိုင်ငံပေါ်တစ္ဆာရှိဖို့လိုအပ်ပါတယ် တရုတ်နိုင်ငံပေါ်ကိုတစ္ဆာခံစရာမလိုဘူးနိုင်ငံရေးဖိအားအကြက်တဲတွေကိုကျွန်တော်တို့နားလဲပါတယ်ပြည်သူအနေနဲ့ဒါပေမဲ့တိထားမှာကိုယ့်ကိုမြန်မာနိုင်ငံသားဆိုတဲ့မြန်မာနိုင်ငံရဲ့ဇာတိတွဲဇာတိမှန်တော့ရှိဖို့လိုအပ်တယ်။နောက်အခုလာရှိုဤစစ်တနာချုပ်တခုကိုတိန်းကတိန်းပိုက်ဖို့ရဖို့ဆိုတာဘလောက်အသက်တွေပေးခဲ့ရလဲခင်ဗျားတို့ပိုတိလိမ့်မယ်။နော်အဲ့ဒီအသက်ပေးရတဲ့မှာ MNDA တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးဒါမဟာမိတ်တွေအားလုံးပါတယ်။ဒါပေမဲ့ဒီတရုတ်ကဖိအားကြောင့်တနက်တစ်ချက်မဖောက်ဘဲနဲ့လာရှိုကိုပြန်ပေးလိုက်တာ။ ါမဲ့မြို့ပေါ်ပဲထားပေါ့နော်မြို့ပေါ်ရောက်ဒီမြို့ပေါ်စနေရက်ွက်တာမသိဘူးဒါကွက်ပေးရတာပေးရတာတော့ဒါဘယ်လိုပဲပေးရတာပေးရတာပဲဟုတ်တယ်နော်သူတို့ကသူတို့တိတ်ခါချင်းချင်းမတိုက်နိုင်လို့ပေးရတယ်အခုအဲ့ညီနောင်မမိတ်သုံးဘက်ဖွဲ့ထားတဲ့ဂိတ်ကထွက်လာတဲ့ဟာမှန်မြောက်ကဲအရှင်းမှလည်းတရုတ်ကဖီအားကြောင့်လာရှိုးကိုဘာမှတနှက်မပေါက်ဘဲနဲ့ကိုယ့်ဘက်ကရှုံးလို့ပေးရတာမဟုတ်ဘဲနဲ့နော်ပေးလိုက်ခဲ့ဘူးကပြီးမလားဒီကောင်တွေရဲ့ပြဿနာပြီးမလားမပြီးဘူးတစင်ချင်းချင်းတိုးလာအခုမူစင်ကထွက်တဲ့ဟာတွေကိုဖမ်းမယ်ဆို ဲ့တော့ဒါဝကြည့်ခြင်းအားဖြင့်အာနာရှင်နေဆိုတာဘယ်တော့မှတင်းတိမ်နေတော့မရှိနော်အဲ့ဒါကိုမှတ်ထားပါဒါကြောင့်မလို့စစ်ကောင်စီနဲ့ပေါင်းတင်းနေတဲ့တိုင်းသားလက်နက်ကိုင်းအမိခံတွေပြီးရင်မပေါင်းတင်းပေမဲ့လည်းနော်မဟာမိတ်ပုံစံမျိုးနေပြီးတော့ဒီအာနာတိန်းသားတဲ့ရာဇဝတ်ကောင်တွေကိုမပြစ်ပဲနဲ့ဒီတိုင်းနေတဲ့အဖွဲ့တွေကိုကျွန်တော်ပြောချင်တာခမားတို့ရဲ့မဟာမိတ်တွေဆက်ဆံရေးတွေကဘလောက်ထိတည်မြဲမှာလဲလို့တမျိုးမလို့တမျိုးလုံနေတဲ့ဒီမိမ့်မွှေကောင်တွေကို ခမရတို့ညုံကြည်လားအဲ့တော့ဒီဘုံရန်သူကိုပြီးဒီလိုကာလမျိုးဆိုတာလေတသက်လုံးပြာမေးကြည့်ပါနှစ်ပေါင်း60တိုက်လာတယ်ဆိုတဲ့တိုင်းသားတွေကိုမေးကြည့်ပါမြန်မာနိုင်ငံမှာဒီလိုမျိုးအင်အားအကောင်းဆုံးစုစည်းမှုမျိုးခမရတို့တသက်ခမရတို့အဖိုးအဖွားတွေတသက်ကြားမှုခဲ့တာမြင်မှုခဲ့တာကြားလည်းမကြားဘူးပေါ့မြင်မှုမျိုးပေါ့ဒါတော့အင်အားစုစုစည်းစည်းပြည်သူထောက်ခံမှုအားကောင်းတဲ့တော်နိုင်ရေးမျိုးအဲ့တော့ဒီကာလမှာ ဒီပြည်သူထောက်ခံမှုအားကောင်းတာကိုအခွင့်ကောင်းယူပြီးတော့နိုင်ငံတကာရဲ့လမ်းဖွင့်ပေးထားမှုကိုအခွင့်ကောင်းယူပြီးကျွန်တော်တို့ကအာဏာရှင်ကိုပြုတ်ကျအောင်တိုက်လိုက်ကြပြီးတော့ဒီတိုင်းပြည်ကိုဖက်ဒရယ်နိုင်ငံအဖြစ်နော်မင်းတို့လည်းမင်းတို့အခွင့်အရေးယူငါတို့လည်းငါတို့အခွင့်အရေးယူမယ်ဆိုတော့ဆက်သွားကြရင်မကောင်းဘူးလားပို့ပြီးတော့နော်ဒီဒီကောင်တွေကိုဘယ်တော့ကိုဖင်ထားချမှန်းမသိတဲ့ကောင်ကိုလင်တော်ပြီးတော့အယူလင်တော်တဲ့ဘဝနဲ့နေမလားတကယ်တိတ်ခါရှိရှိကိုဟာကိုကိုရဲ့အရေးချင်းကိုရဲ့တန်ဖိုးနဲ့တိတ်ခါကြီးကြီးဘဒုကောမှမကြောက်ဘဲနဲ့ ရက်တည်နိုင်တဲ့ဘဝမျိုးကိုလိုချင်တာစဉ်းစားကြပါတော့အဲ့တော့သတင်းတစ်ခုလုံးကိုကျွန်တော်ဖတ်ပြပါမယ်နော်ပထမသတင်းကိုအရင်ဖတ်ပြပါမယ်ဒါကတော့ကျွန်တော်ကန့်ကွက်တဲ့သတင်းပါနော်ဘာလို့ဆိုတော့မိလို့တွေကွာ KTV မှာသူအဲ့ချိန်မှာဒီကောင်တအားပြောနေကြလေအာချာမှာအဲဘယ်လိုလဲဟိုနေ့နေ့ခေရရှူဟာမင်းတွေရေခဲတွေချပြီးတော့ကောင်းတက်နေတာမှာ VR တောက်ပြီးတော့ဟမ်အာဖီကောင်းနေစီမလာပြီးပြစ်တယ်ဆိုတော့ဖီးငုတ်သွားတာဘောဟုတ်တယ်မလားမလုပ်ပါအဲ့လိုပြောတော့နော် ပဲဂိုးတိုင်းမြို့အဲပဲဂိုးတိုင်းဇီကုံမြို့ပေါ်နေ KTV တို့လာရောက်ပျော်ပါနေတဲ့စစ်သားနေရဲခွနဲ့ဦးကိုတော်လှန်ရေးတပ်များကလျှက်ပြဲဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သားနေရဲခွနဲ့ဦးတေဆုံးပြီးလက်နက်ခဲယမ်းတချို့တိမ်းဆဲရရှိကြောင်းနက်စစ်တီတပ်ဖွဲ့မှကိုအောင်ကရန်ကုန်ခေတ်တည်ထောင်ဌာနမှပြောဆိုပါတယ်နိုဝင်ဘာလ22ရက်နေ့စက္ကနာရီဝင်းတင်အချိန်ဇီကုံမြို့ပေါ်ရှိ KTV တို့စစ်သားနေရဲခွနဲ့ဦးကလာရောက်တောက်စားမှုရေးပျော်ပါနေကြောင်း တည်ရင်ရရှိတဲ့ဖြင့်တော်လန်ရဲတပ်များကအဆိုပါ KTV ကိုဝင်ရောက်စီးနင်းခဲ့ကြောင်းရင်းတို့စီးနင်းပြီးနောက်စစ်သားနှင့်ရဲခွနဲ့ဦးပစ်ခတ်ခဲ့ရာခွနဲ့ဦးလုံးတေဆုံးသွားခဲ့ကြောင်းလက်နက်နှင့် KN ချို့ကောက်ယူပြီးအလင်းအမြန်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရတယ်။မင်းညာက KTV ကိုရဲနဲ့စစ်ခွေးခွနကောင်လာလို့တွားပြီး KTV ကိုစီးနင်းတိုက်ခိုက်ခဲ့ပါတယ်ခွနဦးလုံးတေဆုံးခဲ့ပါတယ်ဓာတ်ပုံကတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ခွေးကားတွေကလည်းချက်ချင်းရောက်လာတော့ ရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးဆုံးခွာခဲ့ရတာဟုနတ်စစ်တီတပ်ဖွဲ့မှုကိုအောင်ကပြောပါတယ်လက်တော်တင်ဆုံးသွားတဲ့စစ်သားနဲ့ရဲများထံမှ G3 တက်လက်ကြီပေါက်၄ခုကြီတောက်80 equipment ၂ခုဓာတ်၃လက်လက်ထိပ်တစ်ခုတို့ကို တင်ဆက်ရရှိခဲ့ကြောင်းအဆိုပါစစ်စင်ရေးကိုနတ်စစ်တီတပ်ဖွဲ့နဲ့ကျုပ်ပင်က BTZ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်မှရလာတဲ့ပစ္စည်းတွေပြန်လာတယ်နော်ဒါကတော့ KDB ကိုဝန်စော်တဲ့ဟာနောက်ထပ်တင်ဆက်တစ်ခုကတော့ စမ်းပြည်နယ်မြောက်ပိုင်း AAMNDA နဲ့ PNNA တို့ပါဝင်တော့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ထိန်းချုပ်ထားတော့မူဆယ်ပြ9မိုင်မှထွက်လာတဲ့ကုံကားမှန်သမျှကိုဖမ်းဆီးရန်နဲ့အစိုးရနယ်စပ်ကုံတွယ်ရေးဂိတ်မှမြည်တိကုံတွယ်ရေးမှလုံဆောင်ခြင်းမပြုရေးတားဆီးဆောင်ရွက်ရန်စစ်တပ်ကအထူးညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်စစ်ဘက်သတင်းမြင့်ထံကတည်ရတယ်။ယခုနိုဝင်ဘာလအလယ်ပိုင်းမှစတင်ပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ထိန်းချုပ်ထားတော့မူဆယ်ပြ9မိုင်ကုံတွယ်ရေးဇုံအတွင်းမှ ပြည်တွင်းတို့တယောက်ကုန်ပစ္စည်းများတင်ဆောင်လာတော့ကုန်ကားမှန်သမျှကိုလမ်းပိုင်းအလုံးတွေမဖြစ်မနေတားဆီးရန်ဖန်တားဆီးဖန်ဆီးဆောင်ရွက်ရန်ညွှန်ကြားချက်တရက်ထုတ်ပြန်လာကြောင်းသိရတယ်။တပ်မတော်ရဲ့ထိန်းချုပ်မှုမရှိတဲ့နိုင်ငံကိုအခွန်မဆောင်တဲ့ကုံတွယ်ရေးဂိတ်တွေအလုံးတရားဝင်ကုံတွယ်ရေးအဖြစ်တက်မှတ်တယ်တရားဝင်ကုံတွယ်ရေးဂိတ်တွေကနေကုံတွယ်တဲ့ကုံကားတွေရောကုံတွယ်တွေရောအကုန်လုံးကိုထိထိရောက်တားဆီးအေးအေးယူကိုညွှန်ကြားချက်ထုတ်ပြန်ပါတယ်အဓိကကုံကားတွေလွတ်နေလို့ညွှန်ကြားချက်ထုတ်ထထုတ်တဲ့သဘော တရားဝင်ကုံတွေရေးကြောင့်ဒီနယ်ဆက်ကိုအခြေပြုပြီးနိုင်ငံတော်ကိုစန့်ကျင်တဲ့လက်နက်ကင်အဖွဲ့အစည်းတွေဗန္နာအင်အားတောက်တင်းပြီးတပ်မတော်ကိုစန့်ကျင်တိုက်ခိုက်နေတာအဲ့ဒါကြောင့်မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်တဲ့တရားငားမိုင်ကုံတွေစုံကလာတဲ့ကုံကားတွေနဲ့အဲ့ဒီကုံတွေစုံကိုတွားတဲ့ကုံကားတွေမှန်သမျှတားဆီးပြီးတိတိယောက်ရေးယူဖို့ကုံတွေတွေကိုတရားဝင်ကုံတွေရေးဂိတ်တွေကနေကုံတွေမှုတွေမလုပ်ဖို့တားဆီးမိတ်တွေထွက်လာတာဟုနေပြည်တော်စစ်ဘက်ဒရင်းမြင့်ကပြောဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွေမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ကထိန်းချုပ် တိမ့်မိုက်ထိန်းချုပ်ထားသောမူဆယ်တရား9မိုင်ကုံတွဲဂိတ်ကိုပြန်လည်ရရှိရေးအတွက်တရုတ်အစိုးရထံသို့စစ်တပ်ကယခုနှစ်ဩဂတ်လအတွင်းအဆိုပြုတင်ပြခဲ့တော်လဲတရုတ်ဘက်ကတစုံတရာအကြောင်းပြန်ကြားခြင်းမရှိကြောင်းအကြမ်းဖက်စစ်တပ်ကတရုတ်အစိုးရထံသို့နှစ်နိုင်ငံကုံတွဲလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်အကူအညီဆောင်ရွက်ပေးရန်အဆိုပြုခဲ့ပြီးရင်းအဆိုပြုချက်တွင်တရုတ်မြန်မာနယ်စပ်ကုံတွဲရေးအတွက်အဓိကကြတော့မူဆယ်တရား9မိုင်ကုံတွဲစုံကိုမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ကစစ်တပ်ထံသို့ပြန်လည်ပေးရန်အကူအညီ ဆောင်ရွက်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုခဲ့ကြောင်းသိရှိရတယ်။ဒီဇင်ဘာ16ရက်နေ့တရုတ်ကြီးစင်တွင်နဲ့မင်းအောင်နိုင်ကတရုတ်နဲ့မြန်မာနိုင်ငံကြီးနယ်နိမိတ်ချင်းထိစပ်နေသည့်အတွက်ကုန်တွယ်မှုပြုလုပ်ရတဲ့နယ်စပ်ကိညာကအရေးပါတော့ကဏ္ဍမှပါဝင်နေကြောင်းနှစ်နိုင်ငံအကြားနယ်စပ်ဒေတာများစီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အချို့အရမြန်မာတရုတ်နယ်စပ်တစ်လျှောက်နဲ့စုစုပေါင်း gate ၈ခုရှိကြောင်းလက်ရှိချိန်တွင်နယ်မြေလုံးကျုံရေးအခြေအနေအရအဆိုပါ gate ၈ခုအနက်မှာ မူဆယ်ရွှေလီနေဇက်ဂိတ်တစ်ခုတာဖွင့်လှစ်ထားရှိနိုင်ပြီးကြံနေဇက်ကုံတရေးမြတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြီးတိုက်ခိုက်မှုများကြောင့်ရပ်တန့်ထားရကြောင်းထုတ်ဖော်ပြောဆိုခဲ့တယ်။ညောင်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ကလည်းယခုနှစ်ဇူလိုင်လ၁ရက်မှစတင်၍မူဆယ်၁၅မိုင်ကျင်းစန်းကျော်ဂိတ်တွင်ကုံတွယ်မှုအတွင်အထောက်ဂျူတီဆောင်ဂျူတီဆောင်နှုံးများကိုစီမံခန့်ခွဲရေးအခွန်များကောက်ခံရရှိတယ်။ကဲဒါကတော့မူဆယ်၁၅မိုင်ဂိတ်နဲ့ပတ်သက်လို့နော်တရားမဝင်တဲ့ကောင်တွေက တရားမဝင်လို့ဆိုပြီးတော့ပြဿနာရှာတယ်တဲ့။ဗါတယ်။နံပါတ်1တရားမဝင်တဲ့ရာဇဝတ်ကောင်တွေကမင်းအောင်လှိုင်လို့လက်ရှိအာဏာသိမ်းထားတဲ့အဖွဲ့ကိုသူတို့ကိုထောက်ခံအားပေးပါတယ်ဆိုတဲ့တရုတ်ရုရှားကစပြီးတော့နိုင်ငံရဲ့တရားဝင်အစိုးရပါလို့အတိမတ်မပြုတ်ပေးထားဘူး။တိုင်းပြည်တစ်ခုရဲ့စစ်တပ်ခေါင်းဆောင်တစ်ခုအနေနဲ့မင်းအောင်လှိုင်ကိုခေါ်လာ။တွားကြည့်ပါမျိုး။နော်။အဲ့တော့သူတို့ကိုယ်တိုင်တရားမဝင်တဲ့ကောင်တွေ ဒါပြီးတော့ရှိရင်နိုင်ငံတော်အာဏာသိမ်းတာတဲ့ကိစ္စဒီနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတာဖြစ်တဲ့အတွက်ရာဇဝတ်ကောင်တွေအဲ့တော့တရားမဝင်တဲ့ရာဇဝတ်ကောင်တွေကမူဆယ်105မိုင်ဂိတ်ကိုတရားမဝင်တို့တော်သည်မြတ်ကားကိုလည်းဖမ်းမယ်။အဲ့ရထွက်လာသည်မြတ်ကားကိုလည်းဖမ်းမယ်ဆိုတော့လောက်ရက်ကိုလောက်တဲ့ပုံစဉ်းစားကြည့်။အခုမူဆယ်105မိုင်ဂိတ်ဆိုတာ MND ရဲ့ TNN ရဲ့ AA ရဲ့တုံးဖွဲ့ကဲဒါပူပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ခေတ် အဲ့တော့ A အနေနဲ့စည်ရေးပေါ်ဆောင်ပေမဲ့ MNDA နဲ့ DNA တွေဟာသူတို့လိုတမျှတရောင်းသားလို့တောင်းတဲ့ဟာကိုတနက်တစ်ချက်မဖောက်ဘဲနဲ့ပြန်ပေးရတဲ့အဖွဲ့အစည်းပေးတယ်ပေးခဲ့ပြီးသွားပြီပေးခဲ့ပြီးသွားတာတော့မှမရောက်ရဲမတင်းတိမ်နိုင်ဘဲနဲ့သူတို့သူတို့နိုင်ငံတော်သူတို့တာလီဒီနိုင်ငံတော်သူတို့တာလီအုပ်ချုပ်သူသူတို့တာလီတရားဝင်သူတို့ပြောတဲ့စကားမှအမှန်ဆိုတဲ့လောက်ရမျိုးနဲ့လူဘာဝလာတာအဲ့တော့သူတို့သူတို့ကိုကြည့်ပြန်တော့ လူစင်မမီတဲ့ဘဝရောက်နေတဲ့ဟာတောင်မှတို့တို့နိုင်ငံတော်တို့မှသာနေတရားဝင်ဆိုတဲ့ဟာမျိုးတတွင်တွင်ပြောနေတဲ့ကောင်းတယ်အဲ့တော့တို့ကအလုံးစုံကဘာကအတိမတ်ပြုတ်ပြီးတော့တရားဝင်အဖြစ်သတ်မှတ်ပေးလိုက်မယ်ဆိုရင်ခမားတို့တိုင်းတန်းလက်နက်ကိုင်တွေဘို့ဘလို့ဆက်ဆံတာစဉ်းစားကြည့်အဲ့ဒါကိုမြင်အောင်ကြည့်ပါဒါကြောင့်မလို့ MNDA TNN တွေအပါအဝင်ကျွန်တော်တို့ဒီတရုတ်ကဖိအားကိုရင်ဆိုင်နေရတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်ပြောချင်တာကပြည်သူနဲ့ခမားတို့ကြောချင်းကတ်ထားပါ ငါလူမျိုးငါဒေသတော့ပဲအတွေးတွေးမယ်ဆိုရင်တော့ဘယ်တော့မှလူမျိုးမြောက်မှာမဟုတ်အဲ့ဒီကြဘုကျုပ်ထုံးမြတ်နိုင်ပြောနေတဲ့စကားတွေကလက်ကပြောတာမဟုတ်ဒါတွေကိုမြင်တော့เนาะဘုကျုပ်ကကြိုပြီးတော့ပြောနေတာအဲ့တော့ဒီ MNDA DNA နဲ့အပောင်ဝင်အခြားတော့ဒီတရုတ်ကဖိအားပောင်ဝင်ဖိအားမျိုးစုံခန်းနေရတဲ့တနက်ကင်အားလုံးကပြည်သူနဲ့တကားတဲ့ယက်တီထားမဲ့ပြည်သူကြည်မြူအောင်နေထားမဲ့ဆိုရင်ဘလို့ပဲဖိအားလာလာအထိုက်အယှက်တုတ်ပြန်နိုင်လိမ့်မယ်အခုကြည့်တို့တော့မှတရားမဝင်ဒီဘဝကเนาะ တရားမဝင်တဲ့ဘွားမို့ဒီအတုရောက်ရွေးကောက်ပွဲနဲ့တရားဝင်လို့ရအောင်မလုပ်တာလေကလိန်စစ်ညှမ်းစင်နေတာအဲ့တော့မတော်လို့တူတော့တာတရားဝင်ဖြစ်သွားမယ်ဆိုရင်ခမည်းတော်ကျွန်တော်တို့အားလုံးဘယ်လိုလုပ်မလဲစဉ်းစားကြည့်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကလည်းငဲ့ညံစရာမလိုဘူးညာနေစရာမလိုဘူးလုံဖို့ရှိတာကိုပြက်ပြက်တတလုပ်ဖို့လိုတယ်အခုအေအေတိုက်နေတာကြည့် KI တိုက်နေတာကြည့်စစ်ကိုတော်လိုင်းရို့တော်လိုင်းနဲ့တူအောင်တွားကြတယ်အချမ်းတော်အဖွဲအဖွဲတိုင်းနဲ့အဲ့လိုဆက်တိုက်လိုက်မယ်ဆိုသူတို့စစ်မျက်နှာမြင်ဘယ်လောက်ဖွင့်နိုင်အခုကက အေမှာတိုက်နေတနိုင်ငံတော့ငိမ့်နေထိုင်ထိနေအေဝါအေကွာ၆ကွာအာ၆ကွာဟာရှင်းတဲ့တနိုင်ငံတော့ထုံထုံတက်တယ်လေငင်းနဲ့တင်ပြီးတွားချပြီးဟိုမှာထိုးစစ်စင်လို့ရတယ်လေကျွန်တော်တို့ကအေနဲ့တိုက်နေမယ်ဆိုရင်ရှမ်းရှမ်းပြည်ကလည်းစစ်စင်ရမယ်ကယားကလည်းထိုးစစ်စင်ရမယ်ကရင်ကလည်းထိုးစစ်စင်ရမယ်တနင်္သာရီကထိုးစစ်စင်ရမယ်အေရော်ဒီကထိုးစစ်စင်ရမယ်ပဲခူးမကွေးစကိုင်းကလည်းထိုးစစ်စင်မယ်ဆိုရင်ဒီကောင်တွေစစ်မျက်နှာပြင်ဘယ်လိုဖွင့်နိုင်မှာလဲအဲ့တော့စုပေါင်းညီညွတ်မှုချိတ်ဆက်မှုလေးတော့ကျွန်တော်တို့လုံးမနိုင်ဘူးလားဘုကြောင့်အောင်စံခစ်ကတော့မှမီးတော့နဲ့ တွားတဲ့ခင်မာတော့မှဘာဖြစ်လဲဟိုဂျပန်ထိတွားပြီးတော့စစ်ပညာတွေပြင်ချိတ်ဆက်မှုတွေလုံနိုင်တယ်ကျွန်တော်တို့ဒီနေ့ခင်မာဖုန်းလေးတစ်ကောခေါ်ပြီးတော့စကားပြောလို့ရတဲ့ခင်မာတော့ဘာဖြစ်လို့မလုံနိုင်ရမလားခေါင်းဆောင်နေနေလုံနိုင်ပါတယ်လုံပါနော်အားပေးတယ်ကျွန်တော်တို့ဘီသူတွေအနေနဲ့အခုလက်ရှိလက်နက်ကင်ပြီးတော့တော်လန်နေတဲ့ခေါင်းဆောင်မှန်တယ်မြောက်ကျွန်တော်တောင်းဆိုချင်တာဒီစုပေါင်းညီညွတ်မှုကိုတိဆောက်ပေးကြပါအဲ့ဒီစုပေါင်းညီညွတ်မှုတာအောင်မြင်ဝမ်းကြီးတီတူအားလုံးဆိုတာညီညွတ်ဖို့ဝင်မလေးဘူး အဲ့လိုညီညွတ်မှတာလေဒီဘုံရံလူတွေကိုနှိမ်နှင်းနိုင်မှာပါငါသေးတာငါငါသေးတာတော့ပဲကြည့်မယ်ငါသေးတာအခြေဆက်ရတော့ပဲတိပြီးတော့စည်ရင်အမြင်ကိုငါသေးတာတော့အမြင်မဲ့ထားမယ်ဆိုရင်တော့တိတ်နေပါလေဒီစစ်တပ်နဲ့အပေးယူလှုပ်ပြီးကစားတဲ့လှုပ်ပွဲစစ်ပွဲတွေတော့ပဲဖန်တီးနိုင်တယ်တော်လန်ရေးဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့လို့လက်နက်ကင်ပဲဟိဆိုရင်လေဒီလက်နက်ကင်ရဲ့ကောင်းကျိုးဖြစ်လာအောင်လို့ပြည်သူအားလုံးလွတ်မြောက်အောင်တခါတည်းပွဲပြတ်သွားအောင်လှုပ်လှုပ်ပေးကြပါအကယ်၍မကင်နိုင်ဘူးဆိုရင်လက်နက်ကိုစွန့်လိုက်ပါ အဲ့ဒါအကောင်းဆုံးပဲလက်နက်ကင်ပြီးစီးပွားရှာတဲ့လုံရဲ့လုံလုံလာခဲ့လို့တိုင်းပြည်အပယ်ချင်းတွေရောက်လာပြီဒါကြောင့်မလို့ဒီကာလမှာတိုင်းနာလက်နက်ကင်တွေအနေနဲ့ပြက်ပြက်တတပြက်သားမဲ့အချိန်မှာဟိုလိုလိုဒီလိုလုံကမဲ့အချိန်မဟုတ်တော့ဘူးပြည်သူတွေကလည်းအားလုံးသိနေပြမလိန်ကြနဲ့တော့မလိန်နဲ့ငါတို့ပဲလဲနေမထင်နဲ့ပြည်သူတွေကကိုယ့်ထက်လဲတဲ့ပြည်သူတွေအများကြီးရှိတယ်ဘယ်အပွက်စည်းကဘလို့လမ်းကြောင်းရှောက်နေဆိုတော့အားလုံးသိတယ်ကိုယ့်ကိုတိတ်ခါအကြခံပြီးတော့ထွက်ပြောနေတဲ့သူတွေကမစင်းသားလို့တော့ဥဆောင်မဲလုံးကြည့် သူတို့စစ်တပ်ကလုံရက်တွေဖာကြမှုတွေကလေးကြီးကြမှုတွေကြီးသူတွေကောင်မတည်ဘူးလားတင်းနေတယ်လေဇော်မဲလုံးဘလောက်ပဲထွက်ဖာကြဖာကြမင်းအောင်လည်းဘလောက်ပဲဖာကြအဲ့ဒါဖာကြနေတာကိုမြင်းနေရတွေ့နေရဟုတ်တယ်မလားအထွန်ကြီးလကောင်းမဲ့အချားတော်စစ်တပ်ကောင်မတိုက်ပဲနဲ့ဟိုခေါင်းစဉ်ပြဒီခေါင်းစဉ်ပြပြီးပြောနေတဲ့အဖွဲ့စည်းတွေလည်းတွေ့တာပဲနော်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဂယုဆိုင်ကြပါပြည်သူနဲ့အားလုံးပူးပေါင်းပါအားလုံးလှုပ်အောင်လုပ်ပါ နဲ့မြေကိုနဲ့မြေကိုတိတိကျကျရတဲ့နေကြရင်အားလုံးမလွတ်မြောက်ဘူးလားအတူတူပဲနော်ဘသူမှဘသူကိုလူဘာမောဝပဲနဲ့ကိုနဲ့မြေမှာကိုယ့်ကိုအေးအေးချမ်းချမ်းနေနေတဲ့ဘဝကိုအတူတူတိုးစားကြမယ်လို့အားလုံးဖိတ်ခေါ်ပါတယ်အားလုံးလည်းတောင်းဆိုပါတ